ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဓမ္မတုဒ္ဓပိုင်းကြပြုရဲ့အပတ်စဉ်တင်ဆက်နေကြတရားဓမ္မများမျှဝေခြင်းအစီအစဉ်ကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ဒီနေ့ကျွန်မမျှဝေပေးမယ့်တရားတော်လေးကတော့ဗုဒ္ဓသမီးတော်များရဲ့ယဉ်တွင်စကားဆိုရယ်တရားဒေသနာတော်များတဲ့ကမௌတာထေရီမာကြီးအကြောင်းနဲ့သူမနာထေရီမာတို့အကြောင်းပဲဖြစ်ပါတယ်ရှင် မௌတာထေရီမာကြီးဆိုတာရှေ့မှာလေထေရီမာကြီးတပါအနေနဲ့ဒီမှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ဒါကတော့နောက်ထပ်မௌတာထေရီမာတပါဖြစ်ပါတယ်ရှင်။ဒီမှာရှေ့မှာမျှဝေပေးဖို့ရဲမௌတာထေရီမာကြီးကတော့အမတန်မှချမ်းသာတဲ့တထေသမီးပေါ့နော်။အအခုကျွန်မထပ်ပြီးတော့ sharing လုပ်ပေးမယ်မௌတာထေရီမာကြီးကကြတော့အမတန်မှစင်ရဲတဲ့စင်ရဲတဲ့အမျိုးသမီးလေးပေါ့နော်။သူရဲ့အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။နောက်ထပ် ထေရီမတပါတော့အဲအရင်ကျမမျှဝေပေးခဲ့တဲ့ပုံနာထေရီမတို့တိတ်တာထေရီမတို့လိုပဲအာနန်းလွင်းသူနန်းလွင်းသူထေရီမကြီးတပါပေါ့နော်နန်းလွင်းသူကနေဖြစ်လာတဲ့ထေရီမကြီးတပါပါသူကတော့သူမနာထေရီမကြီးဖြစ်ပါတယ်ရှင်ဒီနေ့ episode မှာကျမကထရီမာကြီးနှစ်ပါးရင်တွင်းစကားနဲ့သူတို့ရဲ့အတူယူမှတ်သားပွဲအဲပြောကြားခဲ့တဲ့စကားလေးတွေကိုညှဝေပြီးမှဖြစ်ပါတယ်ရှင်။ တရားတော်များကိုစတင်မမျှဝေခင်မှာတရားတော်အားလုံးရဲ့ပိုင်းရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမျက်စိနဲ့ဒီထေရီကျမ်းစာထဲမှာပါတဲ့ထေရီမာကြီးရဲ့အကြောင်းကိုဟောပြောခဲ့ပြီးဟောပြောတော်မူတဲ့ပါမောက္ခဆုဆရာတော်ဘုရားကြီးတို့ဟာယူတည်မြန်လို့လက်ဆောင်မှု၍ရှခိုးပါ၏ဘုရားတရားတော်လေးကိုစတင်မျှဝေရအောင်ပါရှင်။ကျမဒီနေ့မျှဝေပြီးမဲ့မௌတာထေရီမာကြီးဟာ အရင်ကျွန်မ episode 2လောက်တုန်းကပေါ့နော်မျှဝေပေးခဲ့တဲ့မုတ်တာထရီမာကြီးနဲ့ဆိုရင်ဘဝချင်းဟာတော်တော်လေးကို क्वे ပြပါဗါတယ်အရင်မုတ်တာထရီမာကြီးဟာတာဝတိမျိုးသူအမတန်ချမ်းသာတဲ့တထေသမီးပေါ့နော်အခုကျွန်မဒီနေ့ပြောဒီနေ့မျှဝေပေးမယ်အထရီမာကြီး မုတ်တာကတော့သူဟာအမတန်မှဆင်းရဲတယ်။သူကဘယ်မျိုးဘယ်နေရာလဲဆိုတာတော့မှကျန်စာထဲမှာထည့်ပြီးထားတာမတွေ့ပါဘူး။ဆရာတော်ကြီးကလည်းထည့်ဟောထားတာမတွေ့ပါဘူးရှင်။သူကပုံနာကြီးတယောက်ရဲ့သမီးပေါ့နော်။အဲ့ဒီပုံနာကြီးကလည်းအမတန်ဆင်းရဲတယ်။ organ တကာဆိုတဲ့ပုံနာကြီးရဲ့သမီးပေါ့နော်။အဲ့တော့သူကဆင်းရဲဆင်းရဲသူမလေးပေါ့။အရန်ဆင်းရဲတော့ငယ်ငယ်လေးကနေပြီးအလုပ်တွေကိုတကုန်းကုန်းနဲ့သူခမလုပ်ရတယ်ပေါ့နော်။ အာသူ့အဖေကလည်းဆင်းရဲတော့သူကလည်းအလုပ်တွေလုပ်ရတယ်သူကိုယ်တိုင်ကလည်းအဲမနာမနေအလုပ်တွေကိုစူးစမ်းရတယ်ပေါ့နော်အဲ့လိုနဲ့သူကဘလို့လုပ်တွေလုပ်ရလဲဆိုတော့ဆန်ဖွက်တာတွေရိတ်ခတ်တာတွေထင်းခွေတာတွေစသဖြင့်ပေါ့နော်အဓိကအဖြစ်တော့ဒီဒီစံကြိတ်ရတယ်စံဖွက်ရတယ်အလုပ်ကိုလုပ်ရတယ်နဲ့တူပါတယ်အဲ့တော့သူ့ဘဝမှာတကုန်းကုန်းနဲ့အလုပ်လုပ်ရတယ်ဆိုတဲ့အကြောင်းကိုသူက အပြောလေးပြောထားရှိတယ်ပေါ့เนาะအဲဒါပြင်သူ့အဖြစ်ကဒီအရွယ်အဲ့လိုနဲ့ပဲအလုပ်တွေလုပ်အဲ့လိုနဲ့ပဲအလုပ်တွေပင်ပင်ပန်းပန်းလုပ်လာရတယ်စစ်စစ်ရဲရဲနေလာရပြီးတော့အရွယ်ရောက်တဲ့အခါကျတော့လေသူ့ဖေအော်ဂန်တက်ကပုံနာကြီးကသူ့ကိုအမတန်းမှရုပ်ဆိုးတဲ့ခါကုန်းနေတဲ့ ဟိုပုံသားနဲ့ပြီးစားလိုက်တယ်ဗောနော်အဲ့တော့သူ့ဘဝမှာအာသူဟာဒီပမန်းစင်းရဲမှုတန်းမျိုးခံရတဲ့အပြင် အချိန်တန်အရွယ်ရောက်တော့လဲရုပ်ဆူဆူခါကုန်းကုန်းအသက်ကြီးကြီးရောက်ကြနေအိမ်အောင်ကြရဲပေါ့နော်အဲ့တော့သူ့ဘဝကိုသူက satisfy မဖြစ်ဘူးပေါ့အဲအရန်နှမျိုးလာတယ်မရှိဘူးပေါ့နော်အဲ့ဒီခစ်အဲ့ဒီကာလာတော့ကဒီမီရွေးတော်ခေါရမီကြီးတို့ဒီထေရီမဝက်ခွေမရခင်တော့ဆိုရင် အမျိုးသမီးတွေက အိန္ဒိယနိုင်ငံမှာလေထွက်ပေါက်လုံးဝမရှိဘူးထွက်ပေါက်လုံးဝမရှိဘူးဆိုတာအအရန်လဲအစည်းကမ်းတင်းကျပ်တဲ့အဟို life lifestyle နဲ့နေရတာပေါ့နော်အဲထားပါတော့နော်ဒါတွေကတော့ဟိုဒီ culture traditions တွေအများကြီးကွာတာပေါ့နော်အဲ့တော့သူတို့ရဲ့ထွက်ပေါက်ကဘာလဲဆိုတော့နောက်ပိုင်းမှာမြေရီတော်ဂေါရမီကြီးသာသနာ့ဘောင်ထဲကိုစောက်ဘိက္ခုနီဖြစ်စောက်ဝင်ခွင့်ရတဲ့အချိန်ကနေစလို့ သာသနာပေါင်းမှာဝင်ရောက်အားထုတ်ခြင်းဟာအမျိုးသမီးတွေအတွက်ထပ်ပေါက်တစ်ခု အနေနဲ့တော့ဖြစ်လာတယ်လို့ဆိုရမှာပေါ့နော်အဲလိုမုတ်တာမျိုးသမီးလေးကငယ်ရွယ်စဉ်တည်းကနေပြီးတော့လဲပင်ပင်ပန်းပန်းစင်စင်ရဲရဲတကုန်းကုန်းနဲ့အလုပ်လုပ်ရတယ်လိုရတဲ့အလုပ်ကလည်းတနေ့ကုန်ခါဆိုင်ရတယ်မရှိတဲ့အလုပ်မျိုးတွေစံဖွတ်တာစံထောင်းတာလိုမျိုးပေါ့နော်အဲ့ဒါပြီးတော့အိမ်တော်ကြတော့လဲသူ့ရဲ့ခင်မောကခါကုန်းကုန်းအဖိုးကြီးပေါ့နော်အသက်ကြီးကြီးပုံနာရုပ်ဆူဆူပုံနာဆိုတော့သူ့ဘဝကသူကလုံးဝပျော်မွေ့တယ်လို့မရှိဘူးပေါ့အဲ့လိုမပျော်မွေ့ ွေတဲ့အခါကျတော့ဒီအိမ်အောင်ကြတာလဲကြာပြီပေါ့နော်သူလဲလုံးဝသူရဲ့ life ကို satisfy မဖြစ်တဲ့အခါကျတော့တရက်ကျတော့သူကသူ့ခင်မုံပုံနိုင်စီရနေပြီးတော့ခွန်တောင်းတာပေါ့ကျမကိုဟိုဘေကနီဝခွင့်ပြုပါပေါ့နော်အဲ့လိုပြောတော့ ဟိုအချိန်ချင်းခွင်တောင်းရပုံရပါတယ်အချိန်ချင်းခွင်တောင်းပြီးတော့မရရအောင်ခွင်တောင်းပြီးနောက်ဆုံးမှသူကဘိက္ခုနီဝေခွင်ရတယ်ပေါ့နော်အဲ့ဒါနဲ့မီရီတော်ဂေါရမီကြီးအကြောင်းကို ရောက်လာတဲ့မௌတာထေမௌတာဘိက္ခုနီဘဝကို ရောက်ရှိခဲ့ပါတယ် အဲ့လိုနဲ့သူကလည်းတရားတွေစူးစမ်းအထောက်တာပေါ့တရားတွေနာပြီးတရားတွေစူးစမ်းအထောက်တယ်ဒါပေမဲ့သူကရှေ့ကကျွန်မပြောခဲ့တဲ့ဘိက္ခုနီမာကြီးတွေလိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဓာတ်ရိုက်ဆုံးဓာတ်ရိုက်ဆုံးမရတာမျိုးမဟုတ်ဘူးသူကိုယ်တိုင်စူးစမ်းအထောက်ရတဲ့ဘိက္ခုနီမာပေါ့နော် ကျွန်မဒီမှာပြောခဲ့တယ်ပေါ့နော်အဲဒီထီမာကြီးကတော့မြတ်စွာဘုရားရှင်ခရိုမြတ်ကြီးရဲ့ဓာတ်ရိုက်အဆုံးမအောင်မရပါဘူးဒီထီမာကြီးကတော့ဖြင့်မြတ်စွာဘုရားရှင်ခရိုမြတ်ကြီးရဲ့ဓာတ်ရိုက်အဆုံးမအောင်ရပါတယ်ဆိုပြီးတော့ဒီ episode 1 to 6မှာရောအခုဒီ episode မှာရောဟိုကျွန်မခဏခဏပြောဖြစ်ခဲ့ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်လို့ဟို မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘလို့ပုံကိုယ်တွေကိုတရားဟောပေးပြီးတော့ဘလို့ပုံကိုယ်တွေကိုတရားမဟောပေးဘူးလဲဆိုတာလေးကိုတော့သိချင်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။ဘုရားကတကယ်လိုအပ်တဲ့ပုံကိုဟိုတကယ်လိုအပ်ချက်ရှိတဲ့ပုံကိုမှအာရွေးပြီးတော့ တရားကို hobby လေးရှိပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့အဲအဲ့လိုမျိုးဘာလို့ဟိုဟောရလဲဆိုတာကိုလည်းမြတ်စွာဘုရားရှင်ကိုရမကြီးကကိလာနာ၃ဦးနဲ့ဥပမာပေးပြီးတော့ပြောပြခဲ့ပူတယ်ဗောเนาะအဲ့တော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်လောကမှာတဲ့ဟီလာနာသုံးဦးရှိတယ်တဲ့တဦးကတော့တဲ့တင့်တင့်လျောက်ပတ်တဲ့ဇေဝတင့်တင့်လျောက်ပတ်တဲ့အပြုစုကိုရတော့မှသူက အသက်ချမ်းသာရရမယ်တဲ့နောက်တစ်မျိုးွားကြတော့တင်းတင်းလျောက်ပတ်တဲ့ဇေဝါတင်းတင်းလျောက်ပတ်တဲ့အပြုအစုကိုရလို့ရှိရင်လည်း तू ကအသက်ဆုံးရှုံးမှာပဲဘလို့ပဲအဲဘလို့ပဲရရ तू ကဟိုတည်မှာပဲပေါ့နော် ပြုစုဆောင်ရှောက်လို့မရတော့ဘူးယောဂါကျွမ်းနေပြီဆိုတဲ့သဘောပေါ့နောက်တစ်ဦးကကြတော့တင်းတင်းလျောက်ပတ်တဲ့ဇေဝါနဲ့တင်းတင်းလျောက်ပတ်တဲ့အပြုအစုကို ရသည်ဖြစ်စေမရသည်ဖြစ်စေသူကတော့အသက်ရှင်မဲ့လူအဲ့တော့သူရောကပြောပါလောက်တဲ့ဝေဒနာရှိတဲ့လူမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေခိုင်နှိုင်းပြီးပြောပြောပြောခဲ့တာမျိုးရှိပါတယ်အဲ့လိုခိုင်နှိုင်းပြီးပြောတာကိုကျမတို့ကဘယ်လိုနားလည်ရမလဲဆိုတော့ အာလူတယောက်ကတင်းတင်းလျောက်ပတ်တဲ့ဆေးဝါးတင်းတင်းလျောက်ပတ်တဲ့အပြုအစုကိုရမှာအသက်ရှင်မယ်လို့ပြောတာမြတ်စွာဘုရားရှင်ကိုရောမျက်စိကိုလည်းဖူးရမှာဘုရားကိုယ်တိုင်ကလည်းတရားဟောပေးမှာဒီတန်တရားဝစင်းရဲကကျွလွမဲ့လူလို့နားလေရပါမယ်နောက်တစ်ခုကကြတော့မြတ်စွာဘုရားရှင်ကိုရောမျက်စိကိုဖူးရသည်ဖြစ်စေ အာတင်အမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘယ်လောက်ပဲတရားတွေဟောဟောဒီတန်တရားကမကျွတ်လွတ်နိုင်ဘူးဆိုရဲအဲလူကလည်းအဲဘလို့ပဲဖြစ်ဖြစ်တန်တရားကြီးကနေမကျွတ်လွတ်နိုင်ဘူးဆိုရဲလူမျိုးစားလည်းတမျိုးရှိရပေါ့နော်အဲ့တော့အဲ့လိုလေးမှတ်သားရပါမယ်။နောက်တစ်ခုကကြတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဖူးရသည်မဖူးရလဲပဲ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဒိုင်ရိုက်တရားဟော မိုင်တရားမဟောပေးလဲပဲသူကတန်တရားကြီးကနေကျွလွခွင့်ရမယ်ပုံကိုဆိုပြီးတော့ဒီ၃မျိုးရှိတယ်ပေါ့เนาะအဲ့လိုမျိုးခိုင်းနိုင်ပြီးတော့ဟောပေးခဲ့ဘူးတာရှိပါတယ်အဲ့တော့ဒီမှာထေရမကြီးတွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအရောင်ကြီးတော့လှုပ်ပြီးတော့တရားဟောပေးတယ်ဆိုတာသူတို့ကိုယ်တိုင်ကဖခင်ရဲ့တရားအစုံးမကိုရရှိတဲ့အခါကြတော့မှတန်တရားနေလොမြောက်နိုင်မဲ့သူတွေမို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက တရားဟောပေးတာမျိုးဖြစ်ပါတယ်ရှင်အဲ့တော့လိုအပ်ချက်ကိုကြည့်ပြီးတော့ဘုရားကတဦးတယောက်ချင်းစီရဲ့တန်တန်ကိုနှံ့နှံ့ချွတ်ချွတ်သိမြင်နိုင်ပြီးတော့လိုအပ်တဲ့လူကိုဒါတရားဟောပေးတာဖြစ်ပါတယ်ရှင်ကဲအဲ့တော့ဒီမှာတော့ဒီမௌတာထေရီမာကြီးက ဖရာရဲ့တရားကိုကြားရယုံနဲ့ဖရာကိုယ်တိုင်ဟောဟောပေးစရာမလိုဘူးဖရာရဲ့တရားကို နားကြားရယုံနဲ့ကျွတ်လွတ်နိုင်မဲ့ပုံကိုမျိုးစားရဲပါတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရမျက်စိကဓာတ်ရိုက်အစိုးမပေးစရာမလိုဘူးပေါ့နော်အဲ့တော့သူဟာသူအထုတ်တယ်။သူဟာဘိက္ခုနီဝတ်ပြီးတဲ့အချိန်မှာသူကစဉ်းစားတယ်ပေါ့နော်။ငါအခုဟိုအဲ့လိုဖြစ်သွားတဲ့အခါကျတော့သူတစ်သက်လုံးလုတ်ခဲရတဲ့ တကုံကုံနဲ့လုတ်ခရရတဲ့အလုပ်တွေပေါ့နော်ဒီခါကုံကုံဖိုးကြီးနဲ့သူပတ်သက်ဆက်နွယ်ရတဲ့ကိစ္စတွေသူမရှိတော့ဘူးဆိုပြီးသူစိတ်ချမ်းသာတယ်ပေါ့နော်ဘယ်လိုလေးစဉ်းစားလဲဆိုရင်တနေကုံတကုံကုံနဲ့လောက်လောက်ကန်စားတော့ရတယ်တဲ့ခါခါဆက်ရတယ်ဟိုမရှိဘူးပေါ့နော်ဒီထဲမှာခါကုန်းတဲ့ပုံနာကြီးနဲ့လဲပေါန့်ဖက်ရသေးတယ်အခုတော့ငါသာသနာပေါင်းဝင်လိုက်တဲ့အခါဒီအကုန်းသုံးမျိုးကလွတ်ပြီလို့ သူကကြည်ကြည်နက်နက်ကြီးပြောတယ်တဲ့အဲကြည်ကြည်နက်နက်ကြီးရေရွတ်တယ်ပေါ့နော်အဲ့လိုစဉ်းစားပြီးမုတ်တာထေရီမာကြီးကသူ့ရဲ့ရင်တွင်းစကားလေးကိုဂါထာလေးတစ်ပုတ်ဖြစ်နေပြောတယ်ပေါ့နော်သူ့မုတ်တာတာဓုမုတ်တာမိတိဟိခုတ်စီဟိမုတ်တိယာဘဝနိတိတမုဟတာမုတ်တာမိဇာတိမရဏတဲ့ငါအခုတော့အကုန်းသုံးမျိုးကလွတ်ပြီခါဆန့်လို့ရပြီ စဘာထောင်းရစန်းထဲရဆိုတဲ့အကုံးနှမျိုးအပြင်ခါကုံကုံဖိုးကြီးနဲ့ပေါင်းဖက်ရတဲ့အကုံးသုံးမျိုးကတော့ငါအခုလွတ်ပြီငါဒါတွေလွတ်တော့နောက်ထပ်ဘာတွေများ ထပ်ပြီးစူးစမ်းရအောင်မလဲဘယ်လိုကနေလွတ်မြောက်အောင်စူးစမ်းရအောင်မလဲဆိုပြီးတော့သူကတွေးတယ်ပေါ့နော်တွေးပြီးတဲ့အခါကျတော့အာဟာအဲ့ဒီအကုံးသုံးမျိုးကလွတ်လာပြီမဲ့ ။အိုချင်းနာချင်းသိချင်းရနေတော့မလွတ်သေးဘူး။အဲ့တော့အိုချင်းနာချင်းသိချင်းရနေလွတ်မြောက်အောင်ငါစူးစမ်းရမယ်လို့သူကရေရွတ်ပြီးတော့ပြောဆိုပါတယ်။ အဲ့တော့အဓိကတော့ဆရာတော်ကြီးကဒီတေခံနေအချိန်ကအရေးကြီးပုံလေးကိုတော့ဒီမှာပို့ပြီးတော့ emphasize လုပ်ပြီးတော့ပြောတာတွေ့ရတယ်ပေါ့လူတစ်ယောက်ကနောက်ဆုံးချိန်တေခြင်းတရားကိုရင်ဆိုင်နေရတဲ့အချိန်မှာကဒီသူကျမ်းမာခဲ့စဉ်တော့ကအရေးကိစ္စတွေပေါ့နော်ဒီဘဝဖြစ်စေအတိတ်ဘဝဖြစ်စေဟိုသူရဲ့ အဲဒီအလေးအကျင့်တွေကိုပေါ့နော်ပြန်ပြီးတော့မြင်တတ်တဲ့သဘောပြန်ပေါ်တတ်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့ကံတွေကအဲ့ဒီအချိန်မှာတည်းကသူပြုတ်ပြင်ပေးနေတာပေါ့နော်ကိုအမြင်လောက်ခဲ့တဲ့နေစာတူကလောက်ခဲ့တဲ့အလုပ်တွေပဲဖြစ်ဖြစ်ဒီတန်တရားမှာ သူအာလုတ်ခဲ့တဲ့မကောင်းမှုတွေကောင်းမှုတွေဒါတွေအလုံးကိုအဲ့ဒီအချိန်မှာသူကပြန်မြင်နေအဲ့ဒီအဲအဲ့တော့သူကအဲ့ဒီတုန်းကလုတ်ခဲ့တဲ့ဟာတွေပြင်အဲ့ဒီတုန်းကပတ်ဝန်းကျင်နေအဲ့ဒီတုန်းကလုတ်ခဲ့တဲ့အတိုင်းနေသူကပြန်မြင်တတ်တယ်တကယ်တမ်းကျတော့အဲ့ဒါကံတွေကပလန်ချပေးနေတာပါတဲ့အဲ့ဒီအချိန်မှာအဝိဇ္ဇာနဲ့တဏှာကလေသူကဟိုပြင်းပြင်းထန်ထန်အလုံးလုံးနေပြီ तू ကနေရာချပေးရတော့မှာဘူး तू ကဘဝကိုဆက်လက်ဖြစ်တည်စေခြင်းနဲ့ စိတ်နဲ့အာ तू อ่ะ तू အဲ့ဒီအဝိဇ္ဇာတို့တဏှာတို့ဆိုတာ तू อ่ะတန်တရားကိုလဲစေခြင်းနဲ့တဘောတရားရှိတဲ့တဘာဝတွေရှိတာเนาะကိုကကြတော့တန်တရားလွတ်မြောက်ခြင်းနဲ့လူဆိုရင်အဲ့ချိန်မှာမဖြစ်မနေအဲကို prepare လုပ်ထားတဲ့တတိတရားလေးอ่ะရှိကိုရှိနေရမှာပေါ့เนาะကို့မှာနေဆတူက prepare လုပ်ထားတဲ့တတိတရားမရှိဘူးဆိုလို့ရှိရင်အဲ့ဒီချိန်မှာခုနကအဝိဇ္ဇာတို့တဏှာတို့က အာအရန်ကို fighting လုပ်ပြီးတော့ကိုယ့်ရဲ့ကံတရားကိုဘဝတစ်ခုပြစ်ချဖို့အတွက်သူကအပြင်းထန် တိုက်ခိုက်နေတယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုအဲ့လို situation မျိုးကိုရင်ဆိုင်နေရတာပေါ့ဒီနောက်ဆုံးချိန်ကိုရင်ဆိုင်နေရတဲ့လူတယောက်ကတော့အဲ့ဒီချိန်မှာစူတီစိတ်လေးလေးဖြစ်ရောခုနအဝိဇ္ဇာတဏ္ဍာရီကသူက push လုပ်လိုက်ရောအကန်တရားကို push လုပ်လိုက်ပြီးတော့ဘဝတစ်ခုကိုသူဖြစ်စေခြင်းနဲ့ဘဝတစ်ခုကိုပို့လိုက်တယ်ပေါ့ဖြစ်စေခြင်းနဲ့ဘဝဆိုတာကိုလုတ်ခဲ့တဲ့ကံတွေရဲ့အကျိုးပေးအတိုင်းပေါ့ဖြစ်သွားတာပေါ့နော်အဲ့ကြောင့်မို့တရားကိုငါအခုအချိန်ရှိသေးတာပဲအားမထုတ်သေးဘူး နောက်တော့မှလုံမယ်နောက်တော့မှလုံမယ်ဆိုတာတွေကတကယ်တမ်းကျတော့အနေရများပါတယ်တကယ်နင်လားငါလားဟဲ့ဒီတည်ခြင်းတရားကိုရင်ဆိုင်ရပြီဆိုတဲ့အချိန်မှာကိုကဟို daily ပေါ့နော်ဖြည့်ဆည်းခဲ့တာတွေမရှိဘူးစင်ချိန်ခဲ့တာတွေမရှိဘူးဆိုလို့ရှင်ဒီအဝိဇ္ဇာနဲ့တဏှာပဲကိုနေရာချတော့မှာအဲ့တော့အဲ့တော့ဒီတန်တရားကြီးရပဲဆက်လဲအောင်မှာဒီတန်တရားကြီးကလွတ်မြောက်ခြင်းပြီဆိုရင်တော့အာ အခုအချိန်နဲ့အစားပြီးစူးစမ်းပါ ကို့မှာနေ့ရက်တွေအချိန်နဲ့ဘယ်လောက်ကျန်နေဆိုတာဘယ်သူမှမသိပါဘူးเนาะအဲ့တော့အခုလုံမကိုရမှာပါနောင်မဆိုတာနောင်တရတတ်ပါတယ်အဲ့လိုကြက်အရာအလုံးအတွက်ပါပဲကျမတို့ live တစ်ခုလုံးမှာ land လောက်ခဲ့ရတဲ့ကိစ္စတွေအလုံးက အာနောက်မှလုပ်မယ်ဆိုလို့ရှင် အမြဲနောက်ောက်ကြရတယ်လीเนาะ delay ဖြစ်တယ်အဲအဲ့လိုပဲအဓိကတော့အရေးအကြီးဆုံးကတော့ဟို even ဟိုနောက်ဆုံးနောက်ဘဝကိုချမ်းချမ်းသာသာကောင်းမွန်မွန် ဖြစ်ချင်တယ်တန်တရားကနေတော့မလွတ်ချင်သေးပါဘူးငါတန်တရားထဲမှာတော့နေအောင်မယ်ဒါပေမဲ့နောက်ဘွားအခုထက်ကောင်းချင်တယ်ဆိုလို့ရှင်လေအခုအချိန်ကနေအောင်တတ်တာတရားတွေပူကောင်းအောင်သီလတွေပူကောင်းအောင်စောင့်တည်ပါလို့တိုက်တွန်းပြရစီဘာဖြစ်လို့လဲဆိုတော့နေလားငါလားဟဲ့လို့ရင်ဆိုင်ရတဲ့အချိန်တစ်ချိန်ဟာကျမတို့မှာမဖြစ်မနေရှိလာအောင်ပါရှိလာတဲ့အချိန်ကြလို့ရှင် သူတို့ပြစ်ချရာမဟုတ်ဘဲနဲ့ကိုလုတ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးပေးမှုကိုရဖို့အရေးကြီးပါတယ်ရှင်ဒါတော့ကျမအမြင်လေးကိုဖြည့်ဆွက်ပြီးပြောတာပါနော်။ဟိုတိုက်တွန်းလဲတိုက်တွန်းခြင်းလို့ပါ။ကျမကိုယ်တိုင်ကျမတို့ကိုယ်တိုင်လည်းစူးစမ်းနေရတာပါပဲနော်။အခုလိုပြောပြခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့ဆရာရွေးရဒီမှာတိတ်တရဟန်းရဲ့အဲအကြောင်းအရာလေးကိုပေါ့နော်။နမူနာအနေနဲ့ထည့်ဟောပေးတာတွေ့ရပါတယ်။တိတ်တရဟန်းဆိုတာရဟန်းဘုရားမှာ တိလာသမားလေးရှိတဲ့ယဟန်တပါပဲပေါ့နော်ဒါပေမဲ့အဲတိတ်တာယဟန်ကြီးကဒီနေ့မှသူ့ရဲ့ညီမလေးကနေပြီးတော့ဟိုတင်ငန်းလေးချုပ်ပြီးတော့ပေါ့နော်တင်ငန်းကလည်းအလို အဲ့ဒီခေတုံးကသင်္ကန်းတွေကပန့်တကူသင်္ကန်းဝေးရတာများတာဟုတ်အဲ့တော့ဒိတ်တယဟန်ကြီးရဲ့ညီမကဂျာတော့သူ့အကိုကြီးယဟန်ဖြစ်သွားတော့ဟောဒီသင်္ကန်းလေးဝတ်ဖို့ဆိုပြီးတော့တေချာလေးရက်လုပ်ပေးတာပေါ့အဲ့တော့အဲ့ဒီသင်္ကန်းလေးကနူးနူးညံ့ညံ့လေးအဲပျော့ပျော့ပြောင်ပြောင်လေးဖြစ်နေမှာပေါ့နော်အဲ့တော့သူကဒီဒိတ်တယဟန်ကြီးကသူပြန်လွန်တော့မင်းဆိုတော့သူမသိဘူးမသိတော့သူကဒီသင်္ကန်းလေးကိုကြည့်ပြီးသူသဘောကျနေတယ်အဲ့တော့ဒီ အမှန်တကယ်တော့ဒီတိတ်တရဟန်းဟာသူရဲ့ဘဝတစ်လျှောက်လုံးမှာပေါ့နော်ရဟန်းဘဝတစ်လျှောက်လုံးမှာသီလတမာတိရှိရှိနေခဲ့တဲ့ပုံကပါပဲဒါပေမဲ့ဆွဲလန်းမှုပေါ့နော်ခုနလိုကြိုတင်ပြင်ဆင်ထားတာတွေမရှိဘူးနောက်ဆုံးသုတိအချိန်မှာဒီအဝိဇ္ဇာတဏှာတွေကိုပြန်ပြီးတော့တတိကဖိုက်တင်မပလေးနိုင်ဘူးဆိုရင်တော့ ဟိုကျမပြောပြတဲ့ဟာလေတရားထဲမှာနည်းနည်း ban စကားလို့တော့ဖြစ်နေပါလိမ့်မယ်ဒါတော့ကျမဟိုကျမတို့ဟိုရွယ်သူတွေအဲလူငယ်တွေနားလည်ရလွယ်အောင်လို့ပြောပြတာပါเนาะအဲအဲ့တော့ဒီမှာမတိုက်ပြန်ပြီးတော့အပြန်လည်းမတိုက်ခိုက်နိုင်မှုဆိုလို့ရှိရင်เนาะအခုဒိတ်တာယဟန်ကြီးအခုပြောပြမဲ့ဒိတ်တာယဟန်ကြီးရဲ့အခြေအနေလို့ဖြစ်မှာပေါ့เนาะသူကဒီသင်ငန်းလေးကိုမနှက်ကြလို့ရှိရင်เนาะဝတ်မယ်ဆိုပြီးတော့ အဲစဉ်းစားရတယ်ပေါ့နော်ဒါပုထုဇဉ်နေရဲ့ထုံးစံပါပဲเนาะပုထုဇဉ်နေဆိုတာအော်ဒီလိုပဲအဲဟိုဘလူးကောမလဲကိုနှစ်သက်တဲ့အရာလေးတွေကိုဟိုတရားသဘောနဲ့မရှုနိုင်သေးဘူးပေါ့လေအဲငါဘယ်နဲ့ကြရင်ဘာလုပ်မလဲမနှက်ဖညာရင်ဘာလုပ်မလဲတရားဒီဟာတွေကိုလည်းတွေးလေတွေးထရှိတာပေါ့နော်ဒီလိုဒီလိုဆွဲလန်းတတ်တဲ့သဘောလေးတွေရှိတာပေါ့နော်အဲ့တော့တကယ်နောက်နေ့မနေ့ကျတော့သူကအာယောဂဝေဒနာတခု ပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့ပြန်လွန်အောင်မှုတယ်အဲ့တော့ဒီသင်ငန်းကို तू ကမယုံလိုက်ရအောင်မယုံလိုက်ရတော့ तू तू ညက तू သင်ငန်းကိုယုံမယ်ဆိုရဲစိတ်နဲ့ तू ရဲ့ဆွဲလန်းမှုလေးကရှိနေတော့မနဲ့ပြန်လွန်သွားပြီးတော့ तू ကဒီသင်ငန်းမှာတန်းသွားဖြစ်တယ်ပေါ့နော်တန်းသွားဖြစ်တဲ့ခါကျတော့အော်ဒီသင်္ကန်းမှာပဲတူနေတယ်အဲ့တော့အဲ့ဒီအချိန်တုန်းကဒီဟန်တပပြန်လွန်သွားပြီဆိုလို့ရှိရင်သူ့ရဲ့ဂျန်ခဲတဲ့အဲဒီပစ္စည်းတွေကိုပေါ့နော်အခြားယဟန်တွေက အာခွဲဝင်ယူပိုင်ခွင့်ရှိတာဗောလေဘာလို့ဆိုတော့ပစ္စည်းတွေကလည်းရှားပါတာကိုအဲ့ဒီခေတ်တုန်းကတင်ငန်းအောင်ပတ်တကူတင်ငန်းမဲ့ဝေးရတာဆိုတော့များသောအားဖြင့်လေအဲ့တော့အဲ့ဒီနေ့မှာဒီဒိဋ္ဌယဟန်ကြီးပြန်လွန်သွားပြီဆိုတော့ရဲ့ဇန်နေယဟန်ကြီးကကိစ္စဝိစားပြီးပြီဆိုတော့တိုင်မြင်ရတာဗောနော်။အော်ဒိဋ္ဌယဟန်ကြီးမှာဒီတင်ငန်းလေးတစ်ထဲတော့တင်ငန်းအသစ်တစ်ထဲ ရှိကြံခဲ့တယ်ပေါ့အဲ့ဒီသင်္ကန်းတက်ကဝစ်လဲမွေးရသေးတော့အဲ့တော့ဟိုငါတို့မဲနိုင်ပြီးယူမယ်လို့ဟိုတိုင်ပင်ကြတာထင်တယ်။ तू ကအဲ့ဒီသင်္ကန်းမှာတန်းဖြစ်နေတဲ့ခါကျတော့ तू ကအော်ဟစ်နေတာပေါ့နော်မလုကြပါနဲ့မလုကြပါနဲ့ငါသင်္ကန်းလေးကိုမလုကြပါနဲ့ဆိုတော့ကျန်တဲ့တန်ဃာတွေကတော့မကြောက်ပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကျတော့ဒိဗ္ဗတောတာနဲ့ဒီတိတ်တရဟန်းကြီးပြောတဲ့ဒီတိတ်တ တန်းကြီးဖြစ်သွားတာပေါ့နော်တိတ်တတန်းကြီးပြောတဲ့အတန်ကိုကြားတယ်ကြားတဲ့ခါကျတော့မြတ်စွာဘုရားရှင်ကကြားတဲ့ခါကျတော့ဖေဟာဒီသင်္ကန်းကိုဟိုမမယူကြယဟန်တို့ပေါ့နော်ဒီသင်္ကန်းကိုမယူကြနဲ့အောင်သူ့နေရာနဲ့သူပြန်ထားလိုက်ပါလို့မိန်တော့ အာယဟန်ညာလဲအဲ့ဒီမှာပြန်ထားလိုက်တယ်ပေါ့အဲ့တော့မှဒီဒိဋ္ဌယဟန်ကအဲဒိဋ္ဌသန်းကြီးကစိတ်တုံးတုံးကြပြီးသူဒီသင်ဒီသင်္ကန်းမှာပဲနေတယ်ပေါ့တကယ်တော့သန်းတကောင်ရဲ့ဘဝ9ရက်ပဲအသက်ရှင်တာ哦9ရက်ပဲအသက်ရှင်တာဆိုတော့အာသူအဲ့ဒီသန်းဘဝနေပြီးတော့တည်သွားတဲ့ခါကျတော့မှပဲနောက်ဘဝမှာဒါရိန်သာနဲ့ပြီကိုရောက်တယ်တဲ့ ဒီအဝိဇ္ဇာနဲ့တဏှာရဲ့ချဲလင်းမှုနဲ့အဲတည်တင်ကဇွဲလန်းစိတ်ကလေးဟာသူ့ကိုဂျာရဲမှာတန်ဘဝကိုရောက်သွားစေတယ်ပေါ့နော်အာဒါကတော့ဒီမௌဒ္ဒထေရီမကြီးပြောခဲ့တဲ့ဇာတ်ရဲကဒီအိုချင်းနာချင်းတေချင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြရင်းနဲ့ဒီဆရာတော်ဖျားကြီးက ဒီတေချမ်းတေခန်နီးလူတယောက်ရဲ့အကြောင်းလေးကိုသူကထည့်ပြီးတော့ဟောပေးတာပေါ့နော်အဲ့ဒီဟောပေးတဲ့အချိန်မှာတေခန်နီးမှာစိတ်ဆွဲလန်းတဲ့ဟာမျိုးတွေကဘလောက်ထီအောင်အဲအကျိုးပေးတတ်တယ်အဲ ဘဝတစ်ခုဘယ်လိုဖြစ်ဖြစ်ပေါ်စေတယ်ဆိုတာလေးကိုသိရအောင်လို့ထည့်ပြီးတော့ဟောပေးတာပေါ့နော်ဒါလည်းဒါောင်းလဲကျမဟိုဘုဒ္ဓတရားအောင်ထည့်ပြီးတော့ sharing လုပ်ပေးတာပါဒါပြင်ဆရာရိယာ Tibetan Buddhism ရဲ့ reincarnation အကြောင်းလည်းထည့်ပြီးတော့ပြောသွားပါတယ်အဲဒီအကြောင်းကတော့အသေးစိတ်နားကျင်နေဆိုလို့ရှိရင်ဗုဒ္ဓသမီးတော်များရင်တွင်စကားတရားဒေသနာတော်ဆိုတဲ့အပိုင်း55ပိုင်းဟောထားတဲ့တရားတွေကိုပြန်ပြီးတော့ရှားဖွေပြီးနိုင်ယူကြည့်ပါရှင် အဲ့တော့ခုနမௌတာထေရီမာကြီးကအဲ့တော့ငါဟာတည်ခြင်းနာခြင်းအိုခြင်းတွေကိုလွတ်အောင်လုပ်ရအောင်ပဲပေါ့နော်။ဘဝနိတိဆိုတဲ့တဏှာကိုဖျက်နိုင်တော့မှမွေးဖွားခြင်းဆိုတဲ့ဇာတိကိုဖယ်နိုင်မှာ ဇာအဲ့ဒီမွေးဖွားခြင်းဆိုရဲဇာတိကိုဖယ်နိုင်မှာတည်ဆုံးခြင်းဆိုရဲမရဏကိုလည်းဖယ်နိုင်မှာဆိုပြီးတော့တွေးမိပြီးတော့ကြိုးစားအထုတ်လိုက်တာနောက်ဆုံးမှာရဟဏထေရီမာကြီးဖြစ်သွားပါတယ်ရှင်။သူဘိက္ခုနီစဖြစ်တဲ့အချိန်လေးကအတွေးလေးတွေကိုသူတွေးလာမိတဲ့အတွေးလေးတွေနဲ့သူအဲ့ဒီအတွေးတွေကြောင့်ပဲရဟဏမာကြီး ဖြစ်ရတဲ့အကြောင်းကိုသူကရှားဘိက္ခုနီတွေကိုလည်းပြောပြလေးရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဇာကားလေးကလည်းထရီဂါထာကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့ဂါထာတစ်ပုဒ်အနေနဲ့တည်ရှိနေပါတယ်ရှင်ဒါကြောင့်မို့ကျမတို့တွေကလည်းမௌတာထရီမာကြီးကိုနမူနာယူပြီးတော့ကျမတို့ရဲ့တန်တရားလွတ်မြောက်ဖို့ရည်ဘလို့ပုံဘလို့နီးစဉ်းစားတွေးခေါ်ပြီးတော့လွတ်မြောက်အောင်စူးစမ်းရမလဲဆိုတာကိုနမူနာယူပြီးတော့စူးစမ်းအထောက်ရမှာဖြစ်ပါတယ်ရှင် အဲ့တော့ကျမတို့ကမௌတာထေရီမာကြီးရဲ့ယဉ်တင်းစကားကိုမှတ်သားပြီးတော့ဘဝကိုဆွဲဆောင်တွက်တဲ့ပို့အဆွဲနေတက်တဲ့တဏှာနေလွတ်အောင်ကြိုးစားအထုတ်သင့်ပါတယ်လို့ဥပမာပေးသွားတာဖြစ်ပါတယ်ရှင်။အခုကျမဆက်ပြီးတော့မျှဝေပေးခြင်းနဲ့တရားလေးရတော့အာသူမနာထေရီမာကြီးတွတ်တွတ်ပြောခဲ့တဲ့ယဉ်တွင်းစကားတရားလေးဖြစ်ပါတယ်ရှင်။အာသူမနာအမျိုးသမီးလေးရကြတော့ကျမရှိမှ ဟိုပြောပြပြီးခဲ့တယ်လို့ပဲဘက်ထရာသီရီမာတို့ပုံနာသီရီမာတို့လိုပဲကပိလဝနန်တွင်သူပါသူကအာတိတ်တထမင်းသားနဲ့ရတောရီယာဒေဝီတို့ရဲ့ရန်ရွေတော်ထဲမှာပါတာပေါ့နော်သူကလည်းအဲအဲ့လိုပဲမြတ်စွာဘုရားရှင်ကရောမြင့်ကြီးရာတိုက်ရိုက်တရားဟောပေးစရာမလိုပါဘူးသူကမြတ်စွာဘုရားရှင်ကရောမြင့်ကြီးရဲ့တရားတော်တွေနဲ့မိရိတော်ဂေါရမီရဲ့တရားတော်တွေကိုနာနာယူပြီးတော့သူကိုယ်တိုင်စူးစမ်းခြင်းချမ်းအထုတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ သူကသူကိုယ်ရန်စူးစမ်းကြင်ကြံအားထုတ်ပြီးတော့သူကျင့်ခဲ့သလိုတခြားလူတွေကိုလည်းကျင့်ဖို့လမ်းညွှန်ပေးခဲ့တဲ့ဇာတ်ရည်ဖြစ်ပါတယ်။အထူးအားဖြင့်ဝိပဿနာတရားနဲ့ပတ်သက်ပြီးလမ်းညွှန်မှုပေးထားတဲ့ဇာတ်လေးကိုသူကတွတ်တွတ်ပြောလို့ရှိတာပေါ့နော်။သူမနာထေရီမာကြီးအမြဲတမ်းပြောလို့ပြောထားရှိတယ်၊စုံမလေးစုံမထားရှိတယ်။အဲဂါထာလေးပေါ့နော်။ဇာတ်လေးကတော့ဓာတုယောဒုက္ခတောဒိဋ္ဌဝါဘဝေစန္တံဝိဇာဇတ်တော် ဥပတန္တာစရိတ်တတိမာဇာတိန်ပုဏရာဂမိအအတိပယ်လေးရတော့လောကမှာအရာရာတည်မြဲနေတာမဟုတ်ဘူးတဲ့ပြောင်းလဲနေတယ်ဆိုတာသိတာထင်ရှားတယ်တဲ့အဲ့ဒီပြောင်းလဲမှုတွေပေါ်မှာတွေ့တာမှုတွေရှိနေတယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခနေပြီးတော့လွမြောက်ဖို့မလွယ်ပါဘူးတဲ့အဲ့ဒီအတွက်ဒီသူမနာထေရီမာစီကနီလန်လေးပေးသွားတာပေါ့နော် ဓာတ်78ပါးဒုက္ခတွေပဲဆိုတာကိုသိပါတယ်ဓာတ်78ပါးဆိုတာကျမတို့ညာတပညာထဲမှာအပါတယ်ပေါ့နော်သူကဒီအခန္ဓာရဲ့အတိုက်အတဲ့ရဲ့ပေါ့နော်အကြည်တဲ့ရဲ့စသဖြင့်အဲ့ဒီဒီ ဓာတ်ဓာတ်တွေဓာတ်ဓာတုသဘောတရားတွေပေါ့เนาะအဲ့ဒီအဲ့ဒီအရာကိုဓာတ်78ပါလို့ခေါ်တာပေါ့เนาะအဲ့ဒီဓာတ်78ပါဆိုတာတဲ့ဒုက္ခတွေပဲဆိုတာသိပါဖြစ်ပြီးပြတ်နေတဲ့ဒုက္ခတွေပဲဖြစ်ပါတယ်တဲ့သူကဒီမှာရိုးရိုးဒုက္ခကိုကျမတို့ဒီနာတဲ့ခြင်းနဲ့ရိုးရိုးဒုက္ခကိုပြောတာမဟုတ်ဘူးအဲ့ဒီဓာတ်78ပါဖြစ်ပြီးရင်ပြတ်နေတယ်ဖြစ်ပြီးပြတ်နေတယ်အဲ့ဒီဖြစ်ပြတ်သဘောတရားကိုဒုက္ခလို့ပြောတာပေါ့เนาะအဲ့ဒီဒုက္ခတွေရတဲ့ အဲ့ဒီဓာတ်တဘာအဲ့ဒီဓာတ်တဘာဝတွေကိုဒုက္ခလို့မြင်အောင်ကြည့်ကြည့်ခိုင်းတာပေါ့နော်ဒီမှာဓာတုဆိုတာကကြတော့အာတကယ်တမ်းကြတော့ဟိုကျမတို့ကဒီတတ္တပေါ့နော်အတ္တတ္တနဲ့ဇီဝပေါ့အဲ့ဒီအတ္တဆိုတာလေးကိုကျမတို့ကငါလို့ထင်နေတာ哦အဲ့ဒီအစွဲတွေကိုပြုတ်ဖို့အတွက်ဒီနေရာမှာတော့ဓာတုလို့ ပြောင်းသုံးတာအဲဓာတုဆိုတော့တဘာဝတရားတသက်ဆိုတာမျိုးပို့ပြီးတော့တက်ရောက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဓာတ်တဘာဝတွေကိုဒုက္ခလိုမြင်အောင်ကြိုးစားပါအဲ့လိုစဉ်းစားမယ်ဆိုလို့ရှိရင်ဖြစ်ပေါ်နေတဲ့ဘဝကြီးပေါ်မှာတွေ့တောင်မှုတွေရော့လာပါလိမ့်မယ်တဲ့ဥမာလူတစ်ယောက်ကပေါ့နော်အပစ္စည်းတစ်ခုကအာဒီပစ္စည်းကြောင့်ကိုဒုက္ခရောက်တယ်ဆိုတော့မှန်မှန်ကန်ကန်သိပြီဆိုလို့ရှိရင်အဲ့ဒီပစ္စည်းကိုမလိုချင်တော့ဘူးပေါ့ဟာ ဒီပစ္စည်းကအမြဲဒုက္ခပေးနေတာပဲဆိုတာသိလို့ရှင်သူကဒီပစ္စည်းကိုမလို့ကျွန်တော်အဲ့လိုသဘောပဲဒီခန္ဓာကိုယ်ကြီးမှာရှိတဲ့ဒီဒီရုပ်ရုပ်သဘောတရားနံသဘောတရားတွေပေါ့နော်ဒီမှာတော့ death set ရှိပါဘူးပြောအဲ့ death set ရှိပါကမကမှုဒီဒီ death set ရှိပါဒုက္ခဆစ်ဆစ်ပဲလို့ တိသွားပြီဆိုလို့ရှင်ဒီအရာတွေကိုမလိုချင်တော့တွေ့တာမှုမရှိတော့ဘူးပေါ့အဲ့လိုသဘောနဲ့ပြောတာပေါ့နော်အဲ့တော့ဒီတွေ့တာမှုတွေမရှိတော့ဘူးဆိုလို့ရှင်လူကချမ်းချမ်းသာသာနေရမယ်တဲ့ဟုတ်တယ်ဥမာကျွန်တော်တို့ကကားတစ်စီးဝယ်တယ်ကားတစ်စီးဝယ်တယ်ကိုကားလို့ယူဆလိုက်ပြီဆိုရနဲ့ဒီကားကိုအပေါ်ဘက်ထိခိုင်းမခံနိုင်ဒါပေမဲ့အဲ့ဒီကားကိုကျွန်တော်တို့ကအာကိုနဲ့တခြားကိုရောင်းလိုက်တယ်ပေါ့နော်။အော်ကိုနဲ့မဆိုင်တော့ဘူးလို့တွေးလိုက်ပြီးဆိုလို့ရှင် အဲဒီကားကသူကသူပုံပုံပဲပဲထိထိခက်ခက်ကိုနဲ့ဘာမှမဆိုင်တော့အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့အဲ့လိုတွေ့တာမှုတွေမရှိတော့ဘူးဆိုလို့ရှင်ရင်ထဲမှာအမြဲတမ်းအင်းငိမ့်နေလိမ့်မယ်တဲ့စစ်မှန်တဲ့ငိမ့်ညက်မှုတကယ်ရပြီဆိုလို့ရှင်ဒီလိုမျိုးတွေ့တာစရာတွေဖြစ်တဲ့ဘဝကြီးလည်းပြောင်းမွေးစရာအကြောင်းမရှိတော့ပါဘူးဆိုပြီးတော့သူမနာထရီမာကဒီ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးပေါ့နော် ကိုယ့်ရဲ့အဲရုပ်တရားနံတရားတွေကိုအမှန်အတိုင်းမြင်မှုဆိုပြီးတော့ဟောဟောပြောသွားပေးတာဖြစ်ပါတယ်ရှင်ဒီသူမနာထေရီမကြီးရဲ့ရင်းနှင်းစကားလေးရလဲထေရီဂါထာကျမ်းစာထဲမှာမတန်းတင်ခံရတဲ့ အဲဂါထာလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီဗုဒ္ဓသမီးတော်ရဲ့ယဉ်နေစကားဟာတကယ်တမ်းကျတော့ဘုရားဆုံးမတဲ့အတိုင်းပေါ့နော်ဘုရားရဲ့အဆုံးမတွေပါတယ်ပဲသူတို့ရဲ့ဘဝနဲ့ဆက်ဆက်ပြီးပြောထားတဲ့အဲနှလုံးသွင်းမွေမှတ်သားပွင့်စကားတွေမို့လို့ကျမတို့တွေကလည်းလိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်အဲ့ဒီအတွေ့တွေဟာတကယ်တမ်းဒီလိုအတွေးလေးတွေတွေးခြင်းဟာကျမတို့အေဂျင့်မှုတွေပေးနိုင်တယ်စိတ်ချမ်းသာမှုတွေပေးနိုင်တာဖြစ်ပါတယ် ီနေ့ကျွန်မပြောပြပေးတဲ့မௌတာထေရီမာကြီးနဲ့သူမနာထေရီမာကြီးတို့ရဲ့ရင်တွင်းစကားလေးတွေကိုနားထောင်ပြီးတော့ကိုယ့်ရဲ့ရင်ထဲမှာလည်းအတွေ့အကြုံကြံလိုက်မယ်လို့ဟိုယူဆပါတယ်ရှင်။အဲ့တော့ဒီနေ့ကျွန်မပြောပြပေးတဲ့အကြောင်းအရာလေးတွေကိုနှစ်သက်တယ်ဆိုလို့ရှင်ကျွန်မရဲ့ဓမ္မတုတ္တပိုင်းချဖြူ channel လေးကို like and subscribe လုပ်ပေးပါအောင်เนาะ။နောက်မြောက်မှာလည်း ထင်ရှားတဲ့ထရီမာကြီးရဲ့အကြောင်းကိုဆက်ပြီးတော့တင်ပြပေးဦးမှာပါ။ဒါ့အပြင်တခြားတရားအထုတ်ခြင်းနဲ့ပတ်သက်တဲ့အဲကျမရဲ့ကိုယ်တွေ့အတွေ့အကြုံတွေရောအာပြီးတော့ဟိုကျမအမှတ်သားမိသမျှဘူတုဒ္ဒလေးတွေကိုလည်းမျှဝေပေးဦးမှာဖြစ်ပါတယ်ရှင်။တရားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းဆက်ပြီးတော့မျှဝေပေးဦးမှာဖြစ်ပါတယ်လို့ပြောကြရင်လည်းဒီနေ့ blog လေးကိုဒီမှာပဲဆုံးသက်ပါတယ်ရှင်။ ဒီနေ့တရားတရားတော်မျှဝေခြင်းကို နားထောင်နေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးရောစကြဝဠာနန္ဒမှာရှိကြတဲ့လူနဲ့ပြမတ္တဝအားလုံးတို့ဒီဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေစိဟခတ်သိမ်းခြင်းကြပါစေနှလုံးချိန်ဝဲအေးချမ်းကြပါစေရှင်သူတော်ကောင်းတရားနဲ့အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်မှပြန်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်။ကျေးဇူးပါ။